ိတ်ဟာဟိုအာယုံဒီအာယုံရှောက်ပြေးနေတာမပြေးအောင်ခြေတိုင်ထားပြီးတော့တတိနဲ့လုံလဝီရိယနဲ့ပညာနဲ့တွက်ဖက်ပြီးတော့ဆုံးပါတယ်ဆိုပါစို့ကိုယ်စိတ်လေးကိုဆုံးမကြလို့ရှိရင်ကမ္ဘာအာယုံတစ်ခု အလွယ်ကူဆုံးပြောရမယ်ဆိုလို့ရှိရင် ိုင်မြဲတဲ့ဣရိယာပုတ်နဲ့ထိုင်ပြီးတော့ခန္ဓာကိုယ်မတ်မတ်ကလေးဖြောင်းဖြောင်းလေးထားပြီးနာသီးပြားကိုစိတ်ကပုတ်လွတ်ထားပြီးထွက်လေဝင်လေဆိုတဲ့ခြိတိုင်လေးပေါ်မှာစိတ်ကလေးကိုတခြားမရောက်အောင်သူ့ကိုပုတ်လွတ်ထားထွက်လေဝင်လေဆိုတဲ့ခြိတိုင်လေးကဘေးကိုရောက်မသွားအောင်တတိဆိုတဲ့ကြိုးနဲ့သူ့ကိုထိန်းချုပ်ထားပါနဲ့တူတော့ဆိုရင်တိုင်ငုတ်တစ်ခုခိုင်ငယ်ဆိုက်ပြီးတော့အဲ့ဒီပါ ရိုင်းနဲ့နွားလေးကိုကျိုးနဲ့ချီထားတယ်လို့ပဲရုံနေပါပဲစိတ်ကလည်းပဲထွက်လေဝင်လေပေါ်မှာပို့လိုက်ယုံထွက်သွားလိုက်ထွက်လေဝင်လေပေါ်ပို့လိုက်ယုံထွက်သွားလိုက်လှုပ်ချီပေါ့ဘလို့ယုံနေဆိုတာချီပါတိကိုယ်တိုင်လှုပ်ချီပါတိเนาะထွက်လေဝင်လေလေးပေါ်မှာဆယ်ခုပြည့်အောင်ခု20ပြည့်အောင်အချိန်တရာပြည့်အောင်တည်ငြိမ်နေမှာမဟုတ်ဘူး တစ်ခုဖြစ်ပြီးပြေးတော့ပြန်ပြီနောက်တစ်ခုလိုက်ဖမ်းရပြန်ပြီနှစ်ခုလောက်တည်ပြီးပြေးတော့ပြန်ပြီလိုက်ဖမ်းရပြန်ပြီလွတ်တော့အဲ့ဒါလို့လွတ်တဲ့စိတ်လေးကိုနာသီးပြားဆိုတဲ့ခြိတိုင်ပေါ်မှာတတိဆိုတဲ့ကြိုးနဲ့ခြိပြီးတော့ပညာနဲ့ဆုံးမလိုက်လို့ရှိရင်နောက်ဆုံးကဒီစိတ်လေးဟာထွက်လေဝင်လေလို့ဆိုတဲ့နာသီးပြားပေါ်မှာထိသွားတဲ့နေရာလေးပေါ်မှာငြိမ်ချသွားတယ် အိုဒီဒီအာယုန်တွေကိုမပြေးတော့ပဲနဲ့အာယုန်တစ်ခုတည်းပေါ်မှာငြိမ်ချသွားတယ်။ဒါနိတ္တိကိုပြောပြတာတော့ထွက်လေဝလေမှတ်တယ်အာနာပါနာလုပ်တယ်ဆိုတာအဲ့ဒါစိတ်ကိုဆုံးမတယ်ဆိုတာအဲ့ဒါကိုပြောတယ်။ဟိုပြေးဒီပြေးမပြေးတော့ဘူး။အဲ့ဒါလို့တမာတိစွာအားနဲ့ခြင်အောင်ထားလိုက်တယ်။နောက်တစ်ခုကတော့စိတ်ကိုဆုံးမတဲ့အခါ စဉ်းစားဉာဏ်နဲ့ဆုံးမတာဘလို့ဆုံးမတော့ဆိုလို့ရှိရင်ကိုယ်စိတ်ထဲမှာလူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဖြစ်လာပြီဆိုလို့ရှိရင်အော်လူချင်းလောဘတတ်မဲ့တဲ့ရာဂတွေဟာအပင်ငယ်ကိုကြားစင်နိုင်လောက်အောင်အကုသိုလ်မှုတွေတိုးတိုးပြီးတော့ဖြစ်လာစေတတ်တယ်မကြီးထွားခင်ကငါဟာသူ့ကိုထိမ့်သိမ်းရမယ် ချီးထွားလာလို့ရှိရင်ယောဂလိုပဲအလုံးဟာမဖြစ်တဲ့နာရီဖြစ်ကုန်နိုင်တယ်လို့လောဘကိုအပြစ်ကိုမြင်ပြီးတော့အဲ့လိုထင်ရဒေါသဖြစ်ပြီးဆိုလို့ရှိရင်လည်းဒီဒေါသရင်ထဲဖြစ်လာပြီးရှင်ထဲကနေပြီးတော့နှုတ်ဖြားရောက်လာလိမ့်မယ်နှုတ်ဖြားရောက်လာလို့ရှိရင်ဆဲတာရဲတာဖြစ်လာပြီးအဲ့ဒီကနေပြီးတော့လက်ပါလာတယ်လက်ပါလာရနေပြီးတော့ရိုက်တယ်နှက်တယ် တတ်တယ်ဖြတ်တယ်ထီအောင်ဖြစ်လာဒေါသဟာအဲ့လိုဖြစ်လာမှအပြစ်တွေကိုရှုမြင်သုံးသပ်ပြီးယင်ထဲမှာဖြစ်တဲ့ဒေါသကိုယင်ထဲမှာပြောင်းသွားအောင်ထိချုပ်နိုင်ရမယ်ဒါထိတဲ့ဤတည်းနည်းအပြစ်ကိုရှုမြင်ပြီးတော့ထိတာဒီတဲ့ရင်းကျက်လာတဲ့အခါကျတော့အပြစ်ကိုရှုမြင်ရုံနဲ့မဟုတ်ဖြစ်ပေါ်လာတဲ့အာယုန်လေးတစ်ခုပေါ်မှာ တဘာဝကိုတဘာဝအတိုင်းချိတက်လာပြီဆိုလို့ရှိရင်ဒေါသဖြစ်เสียအာယုံတို့မမြင်တော့ဘူးလောဘဖြစ်เสียအာယုံတို့လည်းမမြင်တော့ဘူးတဘာဝတရားတစ်ခုလို့သာမြင်တဲ့အခါမှာလောဘလည်းမဖြစ်တော့ဒေါသလည်းမဖြစ်တော့အဲ့ဒါလို့ပညာဉာဏ်နဲ့ထိမ့်သိဆောဆောင်အောင်လို့ဆိုလို့ရှိနော်အဲ့ဒါကိုပြောတာစိတ်တသက်တပထောတာတူစိတ်ကိုတမထနဲ့ထိမ့်မယ်စိတ်ကိုဝိပဿနာဉာဏ်ဤနဲ့ထိမ့်မယ် Erilu Tainai.